ဘက်မှာတော့မကွေးတိုင်းကအကြမ်းဖက်စစ်တပ်ထိန်းချုပ်လို့ရနေသေးတဲ့ဆလင်းမြို့ပေါ်မှာအဝေးသင်းတက္ကသိုလ်ကျောင်းသားကျောင်းသူတွေကိုစစ်တပ်ကကြိုတင်မဲတွေပစ်ခိုင်းနေပြီးမဲမပေးတဲ့သူတွေကိုကျောင်းဆက်တက်ခွင့်မပြုဘူးဆိုပြီးတော့ပါအကြက်ကင်ချင်းချောက်နေတယ်လို့ပြည်သူညီနောင်ဆလင်းတာဝန်ခံကိုပြည်သူကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဒါကတော့လက်ရှိအကြမ်းဖက်စစ်တပ်ကကော့ပီထိန်းချုပ်လို့ရနေသေးတဲ့ဆလင်းမြို့ပေါ်မှာနိုဝင်ဘာလ20ရက်နေ့ကပဲဆလင်းမြို့ထွေအုပ်ယုံအတွင်း ကျောင်းဆရာဆရာမတွေမဲကော်မတီအဖွဲ့ဝင်တွေအုပ်ချုပ်ရေးမှုတွေအပြင်အကြံဖက်စစ်သားတွေနဲ့ပြူစောတိတွေကကျောင်းကြားရက်ွက်နဲ့မြင်တင်ရက်ွက်မှာရှိတဲ့ပြည်သူတွေနဲ့အဝေးသင်တက္ကသိုလ်တက်မဲ့ကျောင်းသူတွေစီကနေကြိုတင်မဲတွေကောက်ယူခဲ့တယ်ဆိုပါလေအဲ့ဒီလိုကောက်ယူရမှာမကွေးနဲ့ရေနံကျောင်းကအဝေးသင်တက္ကသိုလ်တက်ရောက်နေတဲ့ကျောင်းသူကျောင်းသားတော်တော်များများဟာလာရောက်မဲပေးတာမျိုးမရှိတဲ့အတွက်အဲ့ဒီလိုမဲမပေးတဲ့သူတွေကိုကျောင်းဆက်တက်ခွင့်မပြုဘူးဆိုပြီးတော့ပါစစ်တပ်ကချင်းချောက်ပြီးတော့ကြိုတင်မဲတွေကောက်ယူသွားတယ်လို့ ပြည်သူညီနောင်စလင်းတာဝန်ခံကိုပြည်သူကပြောထားပါတယ်။ဒါအပြင်အချက်ပစစ်တက်ကစလင်းမျိုးပေါ်တီကြီးဖျားထဲမှာလဲစိုင်းပုတ်ထောင်ပြီးအိမ်တော်စုစရင်ရှိသူတိုင်းမဲလာထဲပို့နဲ့မဲမပိတ်တဲ့သူတွေကိုထောင်နှံချမှတ်မယ်ဆိုပြီးတော့ပါချင်းချောက်ထားသေးတယ်လို့သိရပါတယ်။တရှိအချက်ပစစ်တက်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးဟာတနိုင်ငံလုံးကိုလွှမ်းခြုံနိုင်မှုမရှိုံနဲ့မကလက်ရှိအချိန်ထိသူတို့စစ်တပ်ကလက်လွတ်ထားရတဲ့တော်လိုင်းတပ်တွေထိန်းချုပ်ထားရမြို့တွေနဲ့မြို့နယ်ပေါင်းများစွာရှိနေသလို ဲ့ဒီမြို့တွေနဲ့မြို့နယ်တွေမပါဘဲနဲ့သူတို့စစ်တပ်ထိန်းချုပ်ထားတဲ့မြို့ပေါ်လေးတွေမှာသာအတုအယောင်ရွေးကောက်ပွဲကိုသူတို့ဘာသာအတင်းအကျပ်ပြုလုပ်ဖို့စ조사နေတာဖြစ်ပြီးလက်ရှိသူတို့စစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာကလည်းအတိမတ်ပြုတာမျိုးမရှိတဲ့အပြင်နိုင်ငံအတွင်းကပြည်သူအများစုဟာလည်းလက်ခံမှုမရှိသလိုသူတို့စစ်တပ်ကိုထောက်ခံတဲ့လူတစုလောက်နဲ့သာသူတို့ဘာသာမရရတဲ့နီးနဲ့လှုပ်ဖို့စီစဉ်နေတာဖြစ်ပြီးအခုလောကိုတက်သူတက်မဲ့ចောင်းသားចောင်းသူတွေကိုပါမဲမပေးရင်ចောင်းဆက်တက်ခွင့်မပြုဘူးဆိုတာမျိုးတွေအတိ စစ်တပ်ကအတင်းအကျပ်ချင်းချောက်ပြီးတော့မဲပေးခိုင်းနေတာတွေကိုလည်းတွေ့နေရပါတယ်ခင်ဗျ